ဒီအခုဒီဂျန်နီဘာမှာပြုလုပ်နေတဲ့အရင်လိုရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကို ကျမတို့မြန်မာနိုင်ငံကတော့ကိုယ်စားလှယ်နိုင်ပြောပါပေါ့နော်မြန်မာနိုင်ငံကဒီမြန်မာနိုင်ငံလုံးဆိုင်ရာလူ့ကမ္ဘာသမဂ္ဂအများအဖွဲ့ချုပ်တွေဗဟိုကော်မတီဝင်နှစ်ဦးကတော့တက်ရောက်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီ CTUM ရဲ့လက်ထောက်ထွေထွေအတွင်ရေးမှုဖြစ်တဲ့ Tokyo Center ဆိုတာတော့အရင်လိုအုပ်ချုပ်ရေးအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ် ဟိုကျမကလည်း DCTUN ရဲ့ဟိုအလုပ်မှုဆောင်အဖွဲ့ဝင်အနေနဲ့ဒီ ILO Carbon Body မှာကျွန်တော်တောက်တက်ပါတယ်တောက်တက်တဲ့အခါမှာတော့ကျမက ITUC အပိဆိုင်ရာလို့ကျမတမကအဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်စည်င်းနဲ့ပေါ့နော်ဟိုသူရဲ့ကိုယ်စားလှယ်စည်င်းနဲ့မြန်မာနိုင်ငံကိုစားပြုပြီးတော့တောက်ရောက်ပြီးတော့အစည်းအဝေးတက်ခြင်းဖြစ်ပါတယ်ရှင်။နိုင်ငံကိစ္စရနဲ့ပတ်သက်ရင် ILO ဒီအဲမြန်မာနိုင်ငံမှာလွတ်လပ်စွာသင်္ဘောဖွဲ့စည်းခွင့်နဲ့ ဒီအာဓမလောအားခိုင်းစေမှုဆိုင်ရာအာယံလိုရဲ့ပြဋ္ဌာန်းချက်နှစ်ခုကိုပေါ့နော်ချိုးဖောက်တဲ့အတွက်ကြောင့်မလို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်အဲ့ဒါအတွက်ကျွန်တော်တို့2022ခုနှစ်မှာအဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့အဖွဲ့ပြီးတော့2023ခုနှစ်မှာဒါစစ်ဆေးပြီးတော့မှစုံစမ်းစစ်ဆေးအဖွဲ့ရနေပြီးတော့ဒါအစီရင်ခံအထုတ်ပြန်ထားတာရှိပါတယ်အဲ့မှာကျွန်တော်တို့ဒီချိုးဖောက်မှုတွေရှိတယ်ဒီချိုးဖောက်မှုတွေကိုပြုပြင်ဖို့အတွက် အဲဒီပေါ့နော်ဘာတွေမြန်မာနိုင်ငံအနေနဲ့ဘာတွေလှုပ်ဆောင်ရမလဲဆိုတဲ့ဟာကိုအကြံပြုချက်တွေပေါ့နော်အဲဆက်တချက်ရှိပါတယ်ဒါကိုစုံစမ်းကောင်စုံစမ်းစစ်ဆေးကော်မရှင်ကလည်းအကြံပြုထားတာရှိပါတယ်ဆိုတော့အဲကျမတို့ဒီအကြံပြုချက်တွေဒီ2023ခုနှစ်ဩဂတ်မှာစပြီးတော့အကြံပြုခဲ့ပြီးတော့အဲ ILO ရဲ့အထွေထွေတွင်းရေးမှုချုပ်အနေနဲ့ရတယ်မြန်မာနိုင်ငံကိုဒီမြန်မာနိုင်ငံစစ်တပ်ကိုပေါ့နော် ဒီအကောင့်ဒီပြန်ပြချက်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ဆိုတာကိုကြောင်းကြားထားပြီးသားဖြစ်ပါတယ်။ဆိုတော့အိုင်ယန်လိုရဲ့လုံခုံလုံးကြီးရဆိုလို့ရှိရင်ဒီအကြံပြချက်တွေကိုမလိုက်နာတဲ့ချိုးဖောက်မှုပြုနေသောနိုင်ငံကိုအရေးယူဆောင်ရွက်ရတယ်ဆိုတော့လုပ်ငန်းစဉ်ရှိပါတယ်။အဲ့ဒါဖွဲ့စည်းပုံမှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်။အဲ့တော့ဒီချိုးဖောက်တဲ့နိုင်ငံကိုအရေးယူဖို့ အဲချိုးဖောက်တဲ့နိုင်ငံကိုဘယ်ချိန်မှအရေးယူတယ်လဲပေါ့နော်ဘယ်ချိန်မှအရေးယူလဲဆိုရင်သူ့ကိုပြုမြံပြောင်းလဲဖို့အတွက်အချိန်ပေးတယ်အချိန်ပေးတဲ့အခါမှာအဲအနည်းဆုံးပေါ့နော်ဒီအိုင်အလိုအုပ်ချုပ်ရေးဖွဲ့မှာနှစ်ကြိမ်ဆွေးနွေးရတာဖြစ်တဲ့အတွက်ကြောင့်ဟိုအကြမ်းမြင်အဖြစ်တော့ကျမတို့ကဟို6လကျော်နော်ဟိုဟာပေါ့6လကျော်6လလောက်ကိုဟိုအချိန်ရတော့ရှိပါတယ်ဆိုတော့ကျမတို့အဲအုပ်ချုပ်ရေးဖွဲ့က အစီရင်ခံစာပေါ့နော်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလအထိပေါ့နော် အစီရင်ခံစာအရပေါ့နော်နှစ်ကျော်အတွင်းကိုဘာမှအမြန်မာနိုင်ငံအနေနဲ့ပေါ့နော်လိုက်နာဆောင်ရွက်မှုမရှိနေဘူးတိုးတက်ဖြစ်ထုံးမှုမရှိဘူးဒါကြောင့်မို့လို့အဲအရင်လိုရဲ့ဖွဲ့စည်းပုံရမြန်မာနိုင်ငံကိုဒီကလိုက်နာဆောင်ရွက်မှုရှိအောင်အရေးယူဆောင်ရွက်မှုလေး လုပ်ဖို့ကိုဒါအုပ်ချုပ်ရေးအဖွဲ့ကဆုံးဖြတ်ခဲ့တာရှိပါတယ်။ဒါတော့မနှစ်ကနိုဝင်ဘာလမှာအဲသူတို့ဒီဆုံးဖြတ်မယ်လို့တို့ကျင်းဟိုပါဆုံးဖြတ်ခဲ့ရပေါ့နော်။အဲ့တော့ဘာဘလို့ဆုံးဖြတ်မှာလဲပေါ့။ဘလို့ဆုံးဖြတ်မှာလဲဆိုတာကိုဒီအသေးစိတ်ပေါ့နော်။အဲအရှင်ယူမဲ့ဟာတွေအချက်တွေကိုတော့ဒီ2025 match လာမှာပြုလုပ်တဲ့ဒီနေ့ပေါ့နော်စက္ကူ20အဲဆယ်ရက်နေ့20ရက်နေ့တွင်ပြုလုပ်တဲ့ဒီအခု အစည်းအဝေးမှာအဆုံးဖြတ်ချက်တွေချမှာဖြစ်ပါတယ်အဲ့တော့မနေ့က16ရက်နေ့မှာဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အဆုံးဖြတ်ချက်တွေဆွေးနွေးမှုအပြီးသွားပါပြီအဲ့အဲ့ဒီမှာကျမတို့ ILO အုပ်ချုပ်ရေးဖွဲ့ရဲ့ resolution လို့ခေါ်တဲ့အဆိုပြုချက်တွေအဲအဆိုပြုချက်ကိုလည်းဆုံးဖြတ်ချက်ချခဲ့သလိုဒီ decision လို့ခေါ်တဲ့ချက်ချင်းလောက်ရမယ်ကိစ္စပေါ့နော်အဲ့ကိုလည်းဆုံးဖြတ်ချက်ချခဲ့တာရှိတယ်အဲ့တော့ဒီနှစ်ခုကဘာกว่าလဲပေါ့နော် proposal ဆိုတာကတော့ဒီ propose လို့ဒီ resolution နဲ့မှာပါတယ်ပေါ့เนาะအဆိုပြုချိုက်တွေကတော့လက်ရှိအကောင့်ထဲပေါ်မှာမဟုတ်သေးပဲね GB ကနေပြီးတော့มาဒီအဆိုပြုချက်တွေကိုအထုပ်ရေးခွဲကနေလာမဲ့6လပိုင်းမှာလုပ်မယ်ညီလာခံမှာတင်သွင်းမှာဖြစ်ပါတယ်တင်သွင်းပြီးတော့အဲ့ဒီညီလာခံကနေအရေးယူအဲညီလာခံကနေအတည်ပြုပေးရမှာဖြစ်ပါတယ်ပေါ့เนาะဆိုတော့အဓိကအဲ့ဒီမှာဘာတွေပါလဲပေါ့เนาะကျမတို့ပြည်သူတွေနဲ့အလုပ်သမားတွေကိုအတည်ပေးအဲအတည်ပေးရမယ်ဆိုလို့ရှိရင် ဒီထဲမှာပါတဲ့အဲဒီအဆိုပြုချက်ထဲမှာတော့ပေါ့နော်အဆိုပြုချက်ထဲမှာတော့အဲအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ကပိုင်ရလိုရဲ့အဖွဲ့ဝင်မန်ပါတွေကိုအဖွဲ့ဝင်မန်ပါဆိုတာကအစိုးရတွေပါပါတယ်အလုံးရှင်တွေပါတယ်လုံသမားတမကအဖွဲ့ချုပ်တွေလုံသမားတွေပါတယ်ပေါ့နော်ဆိုတော့ဒီဒီအုပ်မန်ပါအဖွဲ့ဝင်တွေကိုသူတို့တောင်းဆိုလိုက်တယ်အဆိုပြုလိုက်တယ်ပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့အမျိုးသားအဆင့် ဒေတာဆိုင်ရာအဆင့်အပီပီဆိုင်ရာအဆင့်တွေမှာမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ဒီဘောနော်ဟိုအခြေအနေတွေကိုချိုးဖောက်မှုတွေကိုပြုပြင်ပြောင်းလဲလာအောင်လုံလုံဖို့အတွက်နော်ဟိုတူတူဆွေးနွေးပြီးတော့ view ဟာကိုပေါ်ထုတ်ဖို့ဆိုတဲ့ဟာကိုအကြံပြုလိုက်တာရှိတယ်ဒါကတော့နောက်ဆက်တွဲမှာဒါဟိုဆုံးဒီနောက်ဆက်တွဲမှာ data ဆိုင်ရာဆက်နိုင်ငံဆင်းနေမှာလောက်ရမယ့်ကိစ္စကိုဆိုပြတာပေါ့နော် အဲနောက်တစ်ခုကကြတော့အဲဒီအစိုးရအလုပ်ချင်းအလုပ်သမားတွေအနေနဲ့ကမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေနဲ့လူမှုဖွဲ့စည်းတွေကိုကူညီဖို့ဆိုတဲ့ဟာကို support လုပ်ဖို့ပေါ့နော်အထောက်ပံ့ပေးဖို့ဆိုတဲ့ဟာကိုအဲတောင်းဆိုအစိုးပြုထားတာရှိပါတယ်အဲ့တော့အဓိကအဖြစ်တော့ဗာလဲဆိုတော့ဒီချိုးဖောက်မှုတွေမြန်မာပြည်မှာရှိနေတဲ့ဒါတွေကိုခိခိရောက်ရောက်နဲ့မြန်မြန်ဆန်ဆန်လွတ်လွတ်လပ်လပ်ပေါ့နော်ဒီစီရင်ခံတင်ပြနိုင်မဲ့ နေရာတစ်ခုကိုဖန်တီးပေးပါပေါ့နော် ဖန်တီးပေးပါအဲ့ဒီလိုမျိုးအဲ့ဒီလိုမျိုးဖန်တီးထားတဲ့စနစ်မှာ လာပြီးတော့မှအဲဒီပေါ့တိုင်ကြားနိုင်ဖို့အတွက်ကိုလည်းဒါသူတို့လုပ်ငန်းတွေမှာဆောင်ရွက်ဖို့အတွက်ကိုအဲပံ့ပိုးပေးပါဆိုတာတောင်းဆိုထားတာရှိပါတယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့အဲအဖွဲ့ဝင်နိုင်ငံများအနေနဲ့ပေါ့နော်အဖွဲ့ဝင်အနေနဲ့ကသူတို့နဲ့မြန်မာနိုင်ငံနဲ့ဆက်ဆံဆောင်ရွက်နေမှုတွေကိုပြန်ပြီးတော့ ုံးသက်ပါဆိုတဲ့အချက်တခုလည်းပါပါတယ်။ဘာကိုသုံးသက်ရမှာလဲပေါ့နော်။ဘာကိုသုံးသက်ရမှာလဲဆိုတော့ဒီအစိုးရဖြစ်စေအလုံးရှင်ဖြစ်စေအလုံးသမားတမကအဖွဲ့ဖြစ်စေစစ်တပ်နဲ့မြန်မာနိုင်ငံနဲ့ပေါ့နော်ပူးပေါင်းဆောင်ရွက်နေမှုတွေဒီ any relation နော်ဘယ်ဘလို့ဆက်ဆံဆောင်ရွက်မှုဘယ်ဖြစ်ဖြစ်ဒီလိုဆက်ဆံဆောင်ရွက်မှုတွေဒီမြန်မာပြည်မှာဖြစ်နေတဲ့ ဒီအကြမ်းဖက်မှုတွေတပ်ဖြတ်မှုတွေချင်းချောက်မှုတွေနော်အာဒီဒီအလုပ်ချိန်လုပ်သမားတွေရဲ့အခွင့်အရေးတွေကိုအကောင့်ထဲပေါ်လို့မရအောင်တားဆီးတဲ့ကိစ္စမျိုးတွေပေါ့နော်ပြီးတော့စစ်တပ်ကိုလက်နက်တွေအာဒီစစ်လက်နက်တွေစီးတွေသူတို့ကိုပံပိုးတာမျိုးတွေပေါ့နော်ဘလို့ဒါရက်ကိုသွားပြီးတော့ပံပိုးရရောက်နေတဲ့ ဆိုလို့ရှိရင်သူတို့ရဲ့ဒီစက်တန်ဆောင်ရွက်မှုတွေကအဲတော့ဘီပံပိုးနေသလားဆိုတာကိုပြန်ပြီး review လုပ်ပါပေါ့နော်ဆိုရဲချက်ပါပါတယ်တကယ်လို့အဲ့လို review လုပ်တဲ့အခါမှာလည်းအလုံးစုံပေါ့နော်ဒီလိုသွားပြီးတော့ပံပိုးနေတယ်လို့တွေးရှိရမယ်ဆိုလို့ရှိရင်မြည်သည့်ပံပိုးမှုကိုမဆိုမြည်သည့်ဆက်ဆံရေးကိုမဆိုဒါဟာ အဲရက်တန်ဖို့ဆိုတဲ့ဟာတွေဒီလိုမဖြစ်စေဖို့ဆိုတဲ့ဟာတွေကိုလုပ်ပါပေါ့နော်ဆိုတာပြောပြောနေတယ်ဥမာဖြင့်ပဲကျမတို့ပြောမယ်ဆိုလို့ရှင်ဒီဟိုအိုင်ကစတာအဲဒီပေါ့နော်ဘဲကုမ္ပဏီကတော့သွားပြီးမြန်မာပြည်မှာလှုပ်လှုပ်နေတယ်စစ်တပ်ကိုဝင်ငွေရအောင်လုပ်တယ်ဟိုထေကျုပ်ကဏ္ဍမှာဆိုလဲထေကျုပ်ကဏ္ဍလူတွေထေကျုပ်ကဏ္ဍကမှာယင်းနှိမ့်ငံနေတဲ့အပြီးဆိုင်ရာစူပါရေးလုပ်ငန်းရှင်တွေ တို့ရဲ့တွားပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေဒီမြန်မာနိုင်ငံကိုဘီလီယံနဲ့ချီပြီးတော့ဒေါ်လာဘီလီယံနဲ့ချီပြီးမြန်မာနိုင်ငံကိုဒါဟိုဝင်ငွေရရှိစေရပေါ့နော်အဒီဝင်ငွေရရှိမှုမှာအစစ်တပ်ကနေပြီးတော့ဒီငွေလဲတဲ့နှုန်းကိုဒီ2100နဲ့တတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့ဒီရတွားတဲ့ငွေတွေတိုင်းမှာเนาะထောက်ဝက်လောက်ကိုစစ်တပ်ကအလကားရတယ် အပြင်ကိုကြမ်းတဲ့ထောက်ဝက်ကလည်းမြန်မာငွေကတန်ဖိုးမရှိဘူးလေနော်အဲဟိုအဲ့တော့သူကမြန်မာငွေတွေကို ရိုက်ထုတ်ပြီးတော့မှရတဲ့ပတ်စံလေးကိုဒေါ်လာနဲ့လဲပြီးတော့မှအာဒါဒီရတဲ့နိုင်ငံခြားဝင်ငွေတွေနဲ့ပေါ့နော်လူသက်လက်နက်တွေဝယ်တာတွေဟိုဆောင်ရွက်တာတွေရှိတယ်အဲ့တော့ အဲဒီသူ့ရဲ့အစင်းစင်သောလူတွေကို ပြန်လဲပန်ပိုးနိုင်ဖို့အတွက်ဝင်ငွေတွေရလဲဒီငွေတွေကိုပြန်သုံးတာမျိုးတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့မြန်မာပြည်တွင်းစီးပွားရေးကအရန်ကြနေပြီးတော့အခွန်ကောက်ခံရရှိရာတွေရလဲအရန်တွေကိုဟိုနေပါလာတဲ့အနေထားမှာနိုင်ငံခြားဝင်ငွေရလဲအရန်အရေးကြီးတယ်နော်။အပြေဆိုင်ရာဒီလူသက်လက်မှတ်တွေဝယ်တဲ့အခါမှာမရှိမဖြစ်လိုအပ်တယ်ပေါ့။စသည်ဖြင့်ပေါ့နော်။အပြင်ပေါ့ဟိုဒီမြန်မာပြည်တွေကိုခေါင်းစဉ်မျိုးစုံနဲ့ ဟိုအတီဗီဆိုင်ရာအစိုးရတွေကဝင်နေတဲ့ပတ်စံတွေရှိမယ်ပေါ့နော်ဆက်ဆံရေးတွေရှိမယ်ဆိုတော့အဲ့ဒါတွေကသွားပြီးတော့စစ်တပ်ကနေပြည်သူကိုဖိနှိပ်နေတဲ့လုပ်ငန်းအခြေအနေတွေကိုပံပိုးရရောက်နေသလားဆိုတာတွေအားလုံးကို သုံးသပ်ခိုင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါတွေတွေ့လို့ရှိရင်တော့အားလုံးကိုရက်ဆိုင်ဖို့အတွက်ကိုဒီ ILO ကနေပြီးတော့မှသူ့ရဲ့အခွဲဝင်အစိုးရအလုပ်ရှင်အလုပ်သမားတွေကိုအကြံပြုထားတာဖြစ်ပါတယ် နောက်တစ်ခုကကြတော့ကျမတို့ဒီပေါ့နော်မြန်မာနိုင်ငံကနေထွက်ပြေးလာတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါစစ်တပ်ကဖိနှိပ်လို့ထွက်ပြေးလာရတဲ့အဖမ်းရန်ထုတ်ခံရတဲ့သူတွေရှိသလိုစစ်မှုထံဥပဒေကြောင့်မလို့နော်မတရားဟိုဖမ်းမတရားစစ်မှုထံကိုစုပေါင်းခံရနိုင်တဲ့အနေအထားမှာဒီလူငယ်တွေကထွက်ပြေးလာရတယ်လေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမှာအာအာယလိုကနေပြီးတော့မှအဆိုပြုထားတာကအခွင့်အရေးနိုင်ငံများကြီးနော်အပြည့်အစုံဆန်းနှုံးနေ ကိုလေးစားလိုက်နာဖို့ပေါ့နော်အဲဒီအဲ့ဒီမှာပြောမယ်ဆိုရင်တော့ refugee နဲ့ပတ်သက်တယ်ပေါ့နော် refugee နဲ့ပတ်သက်တယ်ဒုက္ခရောက်နေတဲ့ဒုက္ခတွေပေါ့နော်သူသူ့နိုင်ငံကနေထွက်ပြေးလာရဆိုလို့ရှိရင်ပြန်ပြီးတော့နိုင်ငံကိုပို့တဲ့အခါမှာသူ့ပေါ်မှာထိခိုက်မှုရှိနိုင်တယ်နော်အိုးသူ့ရဲ့ခွင့်ရည်တွေချိုးဖောက်နိုင်တယ်ဆိုလို့ရှိရင်ဒီဟာကို လုံးလို့မရဘူးဆိုတာရှိတယ်ဆိုတော့ဒါကြောင့်မလို့ဒီလိုပြည်ဆိုင်ရာအဲစံနှုန်းတွေကိုလေးစားပါလိုက်နာပါဆိုတော့ ဒီအကျအစိုးပြုချက်တွေကိုလည်းထည့်သွင်းထားတာရှိပါတယ်ရှင်ဟိုဒါတွေကတော့ပြောမယ်ဆိုလို့ရှင်မြန်မာပြည်သူတွေအတွက်ကောင်းတဲ့အဲကောင်းမှုဖြစ်လာမယ်အစိုးပြုချက်တွေဖြစ်တယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်အဲအဲ့ဒီမှာလည်းထပ်ပြီးတော့အိုင်ယန်လိုအုပ်ချုပ်ရေးအဖွဲ့ကနေအတွင်းမှုအထွေထွေတွင်းမှုချုပ်ကိုအဲတောင်းဆိုထားတာရှိပါတယ်အဲ့ဒီမှာကျမတို့ဒီလौဒမသမ္မဂတွေပေါ့နော်လौဒမသမ္မဂတွေလौဒမတွေအနေနဲ့ ကော်မရှင်နော်အင်ကွာရီကနေပြီးတော့မှဒီ report မှာပါတဲ့ချိုးဖောက်မှုတွေပေါ့နော်ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့အဲဒေါ်လကောင်ဒီချိုးဖောက်မှုတွေကိုထပ်ပြီးတော့တင်တင်ပြနိုင်ဖို့အတွက်ပေါ့ဒေါ်လကောင်ပေါ့နော်ဒါကျွန်တော်တို့လှုပ်ရှားဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်တယ်အဲ့အရာတွေကိုဆက်လက်ပြီးတော့လုပ်နိုင်ဖို့အတွက်ကိုပံ့ပိုးပေးပါဆိုတာမျိုးလည်းဒါဒီထွေထွေတွင်းရေးမှုချုပ်ကိုတောင်းဆိုထားတာရှိပါတယ်။နောက်တစ်ခုကဒီစောင့်ကြည့်ရေးရန်တရားကိုပေါ်ဆောင်ပေးဖို့တောင်းဆိုထားတယ်။ ပေါင်းကြီးရန်လျားဆိုတာဗာလဲပေါ့နော်ဒီတင်ပြလာတဲ့အချက်လက်တွေပုံမှာအဲတင်ပြလာတဲ့အခါမှာတင်ပြတဲ့သူတွေကိုမထိခိုက်စေပဲနဲ့ပေါ့နော်လွတ်လွတ်လပ်လပ်မြင်းမြန်ဆန်ဆန်နဲ့ထိထိရရအဲဒီအစင်ခံစားတွေကိုလက်ခံရရှိနိုင်ဖို့ပေါ့နော်အဲဒီစောင့်ကြည့်ရန်လျားတွေကိုဖော်ထုတ်ဖို့ဆိုတဲ့ဟာကိုလည်းအကြံပြုထားတာရှိပါတယ်အဲအပြင်ရောမှဒီဒီဂျီနေနဲ့ပေါ့နော်ထွေထွေတွင်းမှုကြုံနေနဲ့မြန်မာနိုင်ငံအိစာနဲ့ပတ်သက်ပြီးတော့အပြေးဆိုင်ရာ အဲဒီအဖွဲ့အစည်းတွေနော်ပြီးပြီးတော့ special envoy တွေပေါ့နော်ဒီနိုင်ငံအဆင့်မှာပဲဖြစ်ဖြစ်အာဆီယံအဆင့်မှာပဲဖြစ်ဖြစ် regional အဆင့်မှာပဲဖြစ်ဖြစ်မြန်မာပြည်ဆိုင်ရာအထုကိုယ်စားလှယ်တွေရှိကြပါတယ်နိုင်ငံဟိုနိုင်ငံကအဖွဲ့အစည်းတွေအနေနဲ့ဆိုတော့ဒီအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှနော် commissioner inquiry ရဲ့ report ကိုဆက်လက်ဆောင်ရွက်ထားတဲ့အခြေအနေတွေကိုလည်းဒါသတင်းပေးပို့ဖို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာလေးပါဝင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် အဲ့တော့ جماعه အဓိကကြားတဲ့အချက်လေးတွေကိုထုတ်ထုတ်ပြီးတော့ဖော်ပြတာပေါ့နော်တဲ့အချက်တရတော့အများကြီးပါပါတယ်ကျန် جماعه တို့ကဆိုဖူးချက်အနေနဲ့ကတော့ جماعه တို့ကဟိုကျင်တ်ပါတယ်ဟိုကျင်တ်တယ်ဆိုတာတော့တရားရာခိုင်နှုံတော့မဟုတ်ဘူးပေါ့နော်အိုင်ယလိုဆိုတာလည်းအလုတ်ချင်လောက်ကမအစိုးရသုံးဝင်ဆိုင်ဖြစ်တဲ့အခါကျတော့ جماعه တို့ဟိုတောင်းဆိုတလောက်တော့အပြည့်အဝအကုန်လုံးစကလုံးအသုံးနှုံးအစပေါ့နော် جماعه တို့ဟိုအများကြီးဆွေးနွေးတင်ပြတောင်းတောင်းဆိုခဲ့တာရှိတယ် ဟိုအကျိတ်နဲ့ပေါ့နော်အကျိတ်နဲ့ကျွန်တော်တို့အလုပ်သမားအတွင်းမှာလည်းအကျိတ်နဲ့ဆွေးနွေးရတယ်ကျွန်တော်တို့ကိုကိုအလုပ်သမားကိုစားပြုပြီးတွားပြီးတော့ဆွေးနွေးတဲ့အလုပ်သမားအစပုတ်ပါစင်ခေါ်တာပေါ့နော်ဒီမြန်မာအလုပ်သမား ILO ရဲ့အုပ်ချုပ်ရေးဖွဲ့ရဲ့အလုပ်သမားအဖွဲ့ကောင်းဆောင်ပေါ့နော်ကလည်းသူကလည်းအများကြီးဟိုမှာတက်တိုက်တော်တော်နဲ့ဒီသုံးပွဲဆိုင်ရနေသဘောတူညီချက်ကိုရအောင်ယူခဲ့ရတဲ့အတွက်ကြောင့်မို့တချို့စားသားတွေပေါ့အဲချို့ချက်တွေပေါ့ကျွန်တော်တို့ကဟို တိတ်သဘောမကြပြီးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတရားရတဲ့နှုံးကိုလိုချင်တာကြီးပဲတော့ပဲဖြစ်မလဲဥမာအဖြစ်ခုနကကျွန်တော်တို့ဆွေးနွေးသွားတဲ့ဟာတော့ဒါ resolution ခေါ်တာပေါ့နော် resolution ဆိုဒီမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့အဆိုပြုချက်ဖြစ်တယ်ဒီအဆိုပြုချက်ကို လာမယ့်ညီလာခံမှာအရင်လိုရဲ့ညီလာခံမှာအတည်ပြုပေးဖို့ပေါ့နော်အဆိုပြုထားတဲ့အချက်တွေဖြစ်တယ်အဲ့တော့အမ်ဒါမယ့်ညီလာခံမှာ အလုံးရှင်ဘက်ကဖြစ်စေဆိုရဘက်ကဖြစ်စေပေါ့နော်ဒီအဆိုပြုချက်ကိုပြန်ဆွေးနွေးဖို့မတင်ပြဘူးဆိုရင်ဒါကအတင်းဖြစ်သွားဖြစ်သွားမယ်ကိစ္စရှိပါလေတကယ်လို့အဲပြန်ပြီးတော့ဆွေးနွေးဖို့ခွင့်ပေးပါဆိုလဲဒါအပြောင်းလဲတွေဖြစ်လာမယ်အနေအထားမျိုးလို့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းမြမပြီးမှဒီစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေအဲဖိနှိပ်မှုတွေတပ်ဖြတ်မှုတွေက ဒီတိုင်းနဲ့ဆက်ပြီးတော့ဖြစ်နေမယ်တိုးတက်ဖြစ်ထုံးမှုဘာမှမရှိဘူးဆိုလို့ရှိရင်တော့ဒီဆောင်ရွက်ချက်ကအတီးဖြစ်သွားဖို့များပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့ရှိရင်လည်းအာယံလူကနေပြီးတော့မှဟိုဆောင်ရွက်ချက်တစ်ခုတော့ဆက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့မြန်မာစစ်တပ်အနေနဲ့ကအာယံလူကိုသူတို့ဟိုအစီရင်ခံတင်တဲ့ခဲမှာပေါ့နော်အမြမပြီးမှပြည်ရင်တိုးတက်ပြောင်းလဲမှုတွေရှိတာလေလာကြည့်ပါပေါ့နော် အဒီဟို high level mission လို့ခေါ်တာပေါ့เนาะအစင်းမြင့်အခွဲကနေပြီးတော့မှလာပြီးတော့မြန်မာပြည်ကိုလာကြီးလှဲ့ပါလို့ဖိတ်ခေါ်ထားတာရှိရဲ့ရှင့်အဲ့တော့သူတို့ပြောတဲ့ဟိုတိုးတက်ဖြစ်ထွန်းမှုတွေဆိုတာဘာ၄လဲပေါ့เนาะတိုးတက်ဖြစ်ထွန်းမှုတွေဆိုတာဘာ၄လဲအဲ report ထဲမှာတော့ဥမာအဖြစ် CDUM တို့ I know to account တို့ကညီလာခံနေလောက်ပြီးတော့ကောင်းဆောင်တွေပြန်ရွေးထားတယ်ဒါလွတ်လွတ်လပ်လပ် အဲလုံးလို့ရရဲဆိုတာမျိုးကိုလွတ်လပ်စွာအသင်းမင်းဖွေရလှုပ်ရှားဆောင်ရွက်လို့ရရဲဆိုတာမျိုးသူတို့ကတော့စဉ်ခံတင်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့လတွေကလည်းဟိုသတင်းမီဒီယာတွေကိုကျွန်တော်တို့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အတိုင်းပေါ့နော်။ဟိုအင်္ဂလိုအဖွဲ့ CPU ကဒါကျွန်မအဖွဲ့အစည်းပေါ့နော်။ကျွန်တော်တို့ပါကျွန်မပါဝင်တဲ့အဖွဲ့အစည်းကိုဒါစစ်တပ်ကနေပြီးတော့မှနော်အလုံသမားတွေကိုအစည်းဝေးလာဖို့အတွက်ကိုဖိတ်ကြားပြီးတော့ ကျမတို့ကောင်းကောင်းလေးပြန်ရွေးဖို့เนาะမဲပေးခိုင်းနေဆိုတဲ့ကိစ္စတွေကတော့ဒါလွတ်လပ်တဲ့ဒီမိုကရေစီနေကြတဲ့သမဂ္ဂတခုရဲ့အလုံးမဟုတ်ဘူးလေเนาะဒါဟာဟိုစစ်တပ်အနေနဲ့လွတ်လပ်စွာတင်းမင်းဖွဲ့စည်းဝင်ကိုထပ်ထပ်ခါထပ်ခါချိုးဖောက်နေရဆိုတဲ့ဒါအထောက်ထားနေတာဖြစ်တယ်ပေါ့เนาะဆိုတော့ဒီຢာတွေကိုလည်းကျမတို့က ILO ကိုအစိုးရကပြန်ပြထားပြီးသားဖြစ်တယ်သူတို့စာလုပ်ထားကြတဲ့ရပါ သို့တော့လေစစ်တပ်နေနဲ့ရတော့ဂျမ်းဖက်စစ်တပ်နေနဲ့ရတော့ဒီဟာတွေကတိုးတက်ဖြစ်ထွန်းမှုတွေဆိုပြီးတော့ဒါအရင်လိုလိန်ညာပြီးစဉ်ခံတင်ထားတဲ့ကိစ္စတွေတော့ရှိတာပေါ့နော်ဆိုတော့အာဒီနေ့ဒီ ILO ရဲ့ဆုံးဖြတ်မြန်မာဆိုင်ရာဆုံးဖြတ်ချက်တစ်ခုထဲမှာပါတာဆိုလို့ရှိရင် ILO နေနဲ့မြန်မာပြည်ကိုဒီ mission တစ်ခုစိတ်လွတ်ဖို့ကိုစဉ်းစားမယ်ဆိုတဲ့ချက်ခုပါလာတာပေါ့ဒါကကျွန်တော်တို့ကမကြိုက်ဘူးပေါ့နော်ဒါကျွန်တော်တို့ကမကြိုက်ဘူးဒါပေမဲ့အမ် ဒါအသုံးဝင်ဆိုင်ဆွေးနွေးမှုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစားသားတွေတော့ပါတယ်အဲ့တော့တော့စိတ်လို့ဖြစ်မလားမဖြစ်ဘူးလားတော့ကျမတို့လည်းမသိဘူးပေါ့နော်ဒါကတော့ IELTS လောကနေဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်အဲ့ဒီမှာလဲကျမတို့ကတော့ပြောတာကတော့အခုလဲဟိုစင်ခံစားတွေရပေါ့နော်တိုးတက်ဖြစ်ထုံးမှုကဘာမှမရှိနေဘူးဆိုတာကိုအထွေထွေတွင်းရင်းမှုချုပ်ကအစင်ခံတင်ပြထားတယ်နောက်နှစ်လအတွင်းမှာတိုးတက်ဖြစ်ထုံးမှုရှိလားမရှိဘူးလားဆိုတာဟို မရှင်လွှတ်ပြီးကြည့်မယ်ဆိုရင်ကျမတို့အနေနဲ့အများကြီးသတိထားဖို့လိုတယ်ပေါ့နော်စစ်တပ်ရဲ့အလိန်ညာတွေအပေါ်မှာကျမတို့ကအာဒီအထွေပြားပြီးတော့အချက်လက်အမှားတွေကိုဖြစ်လာမှာမျိုးတွေတော့မလိုမလိုလားတော့အမှန်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းသုံးခွင့်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့မရှင်လွှတ်ဖို့စဉ်းစားတယ်ဆိုတော့ဆုံးဖြတ်ချက်ကတော့ပါသွားတယ်လွတ်မလားမလွတ်မလားတော့ကျမတို့မသိဘူးပေါ့နော်ဆိုတော့ဒီလိုဟာတွေကတော့ကျမတို့သဘောမကျဘူးပေါ့လေအာဆိုတော့ ်အဒီနေ့မှာကျွန်တော်တခုပြောချင်တာဟိုဒီဆုံးဖြတ်ချက်တရားပြည်သူတွေပေါ်မှာမြန်မာနိုင်ငံဒီမိုကရေစီရေးပေါ်မှာအဲဘလောက်တရားမှုရှိတယ်လဲပေါ့နော်ဘလောက်ကျမတို့အတွက်အရေးကြီးတယ်လဲပေါ့နော်အဲ့ဒီပါအဲ့ဒီပိုင်းကိုကျမပြောချင်တယ်အဲ့ဒါကတော့ဗာလဲဆိုတော့တကယ်လို့ဒါအခုရှိနေတဲ့ကျမတို့ resolution လို့ခေါ်တဲ့အဆိုပြုချက်ကအတီးဖြစ်သွားမယ်ဆိုလို့ရှိရင်လာမယ့်ညီလာခံမှာအတီးပြုလိုက်နိုင်မယ်ဆိုလို့ရှိရင်ဒါ အရန်ကိုကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာကိုကျွန်မပြောခြင်းတယ်ဆိုတော့ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ဆိုလို့ရှိရင် ကျွန်မတို့ပြည်သူတွေကအလုံးမသမဂ္ဂတွေတည်းမဟုတ်ဘောနော်မြန်မာပြည်ထဲမှာရှိတဲ့ပြည်သူတွေလူမှုခြေပြုအဖွဲ့အစည်းတွေအာဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းတွေဒီကျွန်မတို့နဲ့အတူတူပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လာမယ့်ဟို၂လ၃လအတွင်းမှာပေါ့နော်စစ်တပ်ရဲ့အဲချိုးဖောက်မှုတွေကိုပေါ့နော်ချိုးဖောက်မှုတွေဆိုတော့အာဓမခိုင်စင်မှုဒါဒါ စင်မှုထမှုအတွက်ပေါ့နော်အဖန်းစည်းရာလေးအာအာဓမလှုပ်ခိုင်းတာတွေပါပါတာပေါ့နော်တော့အာမခိုင်းစေမှုတွေဒါအလုကမာတွေပေါ်မှာကျူးလွန်တာပြည်သူတွေပေါ်မှာကျူးလွန်တဲ့ချက်လက်တွေကိုကျမတို့မြားများဆုံးကောင်းပေးပါเนาะမြေပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုသတင်းချက်လက်ပေးဖို့ပေးပါဒါကျမတို့ဟိုမှာပေးဟိုပေးမှရမှာမဟုတ်ဘူးဒါ UN လို့ ILO လို့တခြားအဖွဲ့အစည်းတွေကောက်ခံနေတဲ့သူတွေအများကြီးလည်းရှိတယ်ပေါ့เนาะအဲဒီအဖွဲ့တွေကိုလည်းပေးပေးပါကျမတို့ကိုလည်းပေးပေးခြင်းအပြင်ကျမတို့က အာရလိုဓာတ်ရိုက်တင်ပြီးလို့ရပါတယ်ဆိုတော့ပြည်သူအလုံးရဲ့ပူပေါင်းဆောင်ရွက်မှုကအရေးကြီးပါတယ်တော့စစ်တပ်ကတော့ဒီလာမဲ့နှစ်လအတွင်းမှာသူဘာတွေအလိမ်ညာတွေလုပ်အောင်လဲတော့မသိဘူးကျွန်တော်တို့ပြည်သူကတော့တကယ်ခံနေရတာတော့အသေးကြပဲဒါမဲ့ဒီစစ်တပ်ကနေလိမ်ညာလာနိုင်တဲ့အခြေအနေတွေအားလုံးကိုကျမတို့ကတကယ်ဖြစ်မှန်ပါလဲဆိုတာကိုအချက်လက်တွေစုပေါင်းလို့ရတယ်။ဒါကြောင့်မို့လို့ကျမတို့ကအလုပ်သမားတွေရောအလုပ်သမားတမကတွေเนาะ ဘောဒီပြည်သူလူထုနဲ့လူမှုခြေပြုခွဲပြီးတယ်အားလုံးကိုကျွန်မတို့ကတောင်းဆိုချင်တာကဒီလာမယ့်နှစ်လအတွင်းမှာကျွန်မတို့အချက်လက်တွေကိုမှန်မှန်ကန်ကန်မြန်မြန်မြန်ဆန်ဆန်နဲ့နော်ဟိုရှင်နေမှန်နေပြင်ပြနိုင်ဖို့အတွက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့ပြောချင်ပါတယ်ဒီဆုံးဖြတ်ချက်တာရမယ်ဆိုရင်ကျွန်မတို့ကစစ်တပ်ကိုအမြင့်ဖြတ်ဖို့အတွက်ဒီမကြဘူးဆိုတာကိုကျမတရားနေပြောကြခြင်းပါလေရှင်။ဆက်ပြီးပြောကြခြင်းတာကတော့ကျမတို့ဟိုကျေးဇူးတင်ခြင်းတာပေါ့နော်။ အဲဒီအခု ILO ကိုကျမတို့အစီရင်ခံစာတွေတင်တယ်ပေါ့အဲ့ရတင်တဲ့အခါမှာကျမတို့ CPUM ILO ဖန်ကပဲလုပ်ခဲ့တာမဟုတ်ပါဘူးကျမတို့ကကိုစားပြုပြီးသွားတဲ့သူကိုစားပြုပြီးသွားနေတာပေါ့နော်ဒီလိုကျမတို့လုံနိုင်မှုအတွက် CPUM ရဲ့ ILO ဖန်ရဲ့ဒီမြန်မာနိုင်ငံလုံသမားတက်ပေါင်းစုပေါ့နော်မြန်မာလေးပါ Alliance အပြင် ကျမတို့ကအလုံရှင်ကိုယ်စားလှယ်တွေဒီပေါ့နော်ဒီမိုကရေစီလိုလားတဲ့အလုံရှင်ကိုယ်စားလှယ်အလုံရှင်အဖွဲ့တွေ ပြီးတော့ကြတော့ဒီအမျိုးသားညီညွတ်ရေးအစိုးရနဲ့ဒီအလုပ်သမားဝန်ကြီးဌာနပေါ့နော်အဓိကအဖြစ်ကျွန်တော်တို့သုံးဝင်းဆိုင်ပူးပေါင်းပြီးတော့မှစ조사အထုတ်ခဲ့တဲ့အလုပ်ဖြစ်ပါတယ်အဲ့ဒီမှာလည်းကျွန်တော်တို့သုံးဝင်းဆိုင်ကပဲလုပ်ခဲ့တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ ਨੇ ပူးပေါင်းဆောင်ရွက်တဲ့အဲလူမှုခြေပြုဖွဲ့စည်းတွေရှိပါတယ်အဲအဲ့ဒီအဖွဲ့စည်းတွေကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အဖွဲ့စည်းတွေကကျွန်တော်တို့ ਨੇ ပူးပေါင်းဆောင်ရွက်တဲ့ဆိုပေမဲ့တကယ်ကိုမှ ဒီချိုးဖောက်မှုတွေကိုရင်ဆိုင်ခဲ့ရတဲ့တဦးချင်းစီတွေเนาะပုံကိုယ်တွေအနေနဲ့ကသူတို့ခံစားခဲ့ရတဲ့အခြေအနေတွေကိုထောက်ပေါ်ပြောဆိုမှုမလုပ်ဘူးဆိုရင်လည်းကျမတို့ဘလောက်ပဲအလုပ်လုပ်ချင်းချင်းအဲလုပ်လို့မရဘူးပေါ့เนาะဆိုတော့ဒီမိမိတို့ခံစားနေရတဲ့ကြုံတွေ့ခဲ့ရတဲ့เนาะအခက်ခဲတွေဖိနှိပ်ခံရမှုတွေကိုထောက်ပေါ်ပြောဆိုခဲ့တဲ့เนาะတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့じゃကျမတို့အလုပ်သမားအဖွဲ့ဝင်တွေကိုကျေးဇူးတင်ပါတယ် အဲဒီအခုညီလာခံအဥထုတ်ရေးခွဲရဲ့စီဝေးမတိုင်ခင်မှာဆိုလို့ရှိရင်လည်းပေါ့နော်ကျမတို့မြန်မာနိုင်ငံထဲမှာတိုင်းနဲ့ပြည်နယ်6ခုနှစ်ခုလောက်မှာပေါ့နော်မြို့နယ်တွေအများအပြားမှာ ILO အနေနဲ့အဲဒီ Article 33ကိုသုံးပြီးတော့မြန်မာနိုင်ငံကိုအရေးယူမှုတွေအစ်စက်တက်ကိုပေါ့နော်အရေးယူမှုတွေလုပ်ပေးပါဆိုတော့တောင်းဆိုမှုတွေအများအပြားဖြစ်ပွားတယ် ဒါဟာကျွန်တော်တို့ပြည်သူအသံဖြစ်တယ်ပေါ့နော်ဒါကလည်းအရန်ရေးကြည့်ပါလေဒီလိုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ကြားပြောကြင်ပါတယ်ဒီနေ့အိုင်ယလိုမှာရရှိတဲ့အဆိုပြုချက်အဆုံးဖြတ်ချက်ဒီဒါကျွန်တော်တို့စီတူရအိုင်ယလိုဟာတခုတည်းရပဲလုတ်ခဲလို့ရတာမဟုတ်ဘူးပေါ့နော်အလုံသမားဖွဲ့တွေလူမှုချင်းယူဖွဲ့စည်းတွေနော်ဒီအားလုံးပေါင်းပြီးတော့မှစ조사အားထုတ်မှုတွေရလက်ဖြစ်တယ်ဆိုတော့ကျွန်မအားလုံးကို ဟိုလေးစားစွာအသိပေးခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ကြောင်းလည်းပြောခြင်းပါတယ်ဘုံကြောင်းလည်းပြောခြင်းပါတယ်ရှိလာမဲ့လှုပ်ရှားမှုတွေမှာလည်းအားလုံးပူပေါင်းလက်တွဲဆောင်ရွက်ကြဖို့ကိုကျွန်မထပ်မံဖိတ်ကြားလိုပါတယ်ရှင်